မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ဆိုင်ကလုံးမုန်တိုင်းတဲ့အမှတ်စဉ်39ခုမြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ2025ခုနှစ်နိုဘာ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ ဆိုင်ကလုံမုန်နိုင်တဝချင်းတွေဟာဒီနေ့မှစံတော်ချင်းညနေ3နာရီခွဲချိန်တိုင်းထွားချက်တွေရမင်္ဂလာပင်လျော်အနောက်တောင်ပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့တိရိလင်ကနိုင်ငံကမ်းခြေမှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုံမုန်နိုင်တဝကတော့မြောက်အနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့တိရိလင်ကနိုင်ငံ ထရီကိုမာလီမြို့အနီးကိုဖြတ်ကျော်လျက်ရှိနေပါတယ်။ဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါကတော့မြန်မာနိုင်ငံကိုကိုကျုံမြို့ရဲ့အနောက်နောက်တောင်ဘက်ရေမိုင်၈၅မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံပူရိုချယ်ရီမြို့ရဲ့တောင်ရှိတောင်ဘက်ရေမိုင်၂၅မိုင်ခန့်ကပင်လယ်ပြင်ကိုပို့ယူနေပါတယ်။ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကိုဦးတည်ရရှာမဲ့အခြေအနေရှိလို့အဝါရောင်အဆင့်လို့သတ်မှတ်ထားပါတယ်။ဆိုင်ကလုန်းမုန်တိုင်းတဝါကတော့ ြန်မာစံတော်ချိန်ညနေ3:00နာရီခွဲချိန်မှာမြောက်လက်တီကျို8.4ဒီဂရီနဲ့အရှိတောင်ကြီးကျို81.3ဒီဂရီမှာတည်ရှိပြီးတော့ဗဟိုချက်လေပြင်းအားကတော့998ဟက်တိုဘတ်စကဲနဲ့အမြင့်ဆုံးလေတိုင်နှုန်းကတော့တနင်္ဂနွေကို55မိုင်နှုန်းကဖြစ်ပါတယ်။နောက်28နာရီတွင်ခံမှန်းကျမှာတော့ဆိုပါဆိုင်ကလုံးမုန်တိုင်းတဝါကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့တိရီလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသတွေနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိတဲ့ ်ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကအိန္ဒိယနိုင်ငံတမင်းနာဒူမြောက်ပိုင်းကမ်းခြေနဲ့အန်တာပရာတိတောင်ပိုင်းကမ်းခြေတွေကိုရောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းတွေပွားရဲ့အချိန်ကြောင့်မြန်မာပင်လယ်ပြင်မှာလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြဟာမြန်မာကန်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့9ဘီကနေ9ဘီကရှိပါတယ်။ဒါကြောင့်ဆိုင်ကလုန်းမုန်တိုင်းတွေပွားရဲ့အချိန်ကြောင့်ပြည်တွင်းလေကြောင်းပြန်တိုင်မိုးဒမောက်ကွေမွန်ဒရီနိုင်ကန်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝေ9ဘီရင်းနဲ့သေမောတဲ့အနေနဲ့လေကြိုတင်သတိပြုနိုင်ဖို့တည်ပြီးနှူးဆ ိုလာတာဖြစ်ပါရှင် ဆက်လက်ပြီးတော့လေတိရိလင်္ကာနဲ့အင်ဒိုရီပြည်လူတရာ90နီးပါးသေဆုံးတဲ့ကြောင်းဖော်ပြပေးကြပါရစေ။တိရိလင်္ကာနဲ့အင်ဒိုနီးရှားနိုင်ငံမှာတော့မိုးတဲထန်စွာရွာသွန်းပြီးတော့ရေကြီးရေရှမ်းတာနဲ့မြေပြိုမှုတွေကြောင့်ပဲလူတရာ90နီးပါးသေဆုံးပြီးတော့ဒါဇင်များစွာပျောက်ဆုံးနေတယ်လို့တာဝန်ရှိတဲ့သူတွေကအတည်ပြုလာပါရစေ။တိရိလင်္ကာနိုင်ငံလက်ဖက်ဆိုင်ပြည်ရာအလဲပိုင်းဘာဒူလာခရိုင်တခုထဲမှာမြေပြိုရာကြောင့်သေဆုံးသူ21ယောက်အပါအဝင်ရေပိအတွင်းလူ96ယောက်တက်မဲ့သေဆုံးခဲ့တဲ့ကြောင်းသဘာဝဘေးရန်နဲ့စီမံခန့်ခွဲရေးဌာန နာကဆိုပါရယ်လက်ရှိချိန်နေကတော့မကြသေးမီနှစ်တည်းအတွင်းနိုင်ငံရဲ့အစိုးရဆောင်သဘောဝဘေးတစ်ခုလေးဖြစ်ပါရယ်ဆိုင်ကလုန်းမုန်တိုင်းတင်ဝါကတော့အရှိတ်ကန်ရတက်ဆောင်ရွေးရှာနေတာကြောင့်ဒီကနေ့မှာဂျာတီဥတုအခြေအနေကတော့ပုံမှန်ဆိုးရွားလာတယ်လို့အာဏာပိုင်တွေကထင်ပေးပါရယ် မုန်တိုင်းဟာအရှိတ်ပံကံယူရက်မှာပြင်းထန်တဲ့လေပိအားနဲ့ရောင်းအပြင်စတင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပုံမအားကောင်းလာခဲ့က၎င်းဟာအိန္ဒိယနိုင်ငံကုန်းတပိုင်းကိုဝင်ရောက်ဖွယ်ရှိနေပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့အခုတရင်ဘက်တွင်ရင်းကျေးရေရှမ်းတာကြောင့်လူ80ထက်မနည်းသေဆုံးပြီးတော့ဒါဇင်များစွာပျောက်ဆုံးနေစွဲလည်းဖြစ်ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ရာသီဥတုအခြေအနေဟာရှစ်တောင်အာရှတခြားနိုင်ငံတွေမှာလည်းဖြစ်ပေါ်နေပါတယ်။မလေးရှားနဲ့ထိုင်းနိုင်ငံမှာလည်းရင်းကျေးရေရှမ်းမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပြီးတော့လူသန်းနဲ့ကြေးရေးပေးတင်နေပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ဆိုးရွားတဲ့ရေပေးကြောင့်အကူအညီတွေပေးဖို့လေရင်တင်သင်းမအုပ်စုပါဆေလွတ်ကူညီနေရကလက်ရှိချိန်ထိတော့လူ33ယောက်ထပ်မံလဲသိဆောင်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်ဒီဇင်ဘာလလပတ်အတွင်းမူလဝတ္ထနဲ့ဇလဗေဒခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာလစ်ဖိအာနေရှင်ဝန်နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့တစ်ကြိမ်ကတော့ပုံမှန်အားကောင်းလာကမွန်နိုင်ငယ်ဖြစ်ကိုရောက်ရှိနိုင်ပါတယ်။ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာအများအားဖြင့်တာယာပြီးတော့ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာတိမ်နေငယ်ဖြစ်ထောင်းနိုင်ကကပ်ပလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အထင်တဲ့ကနေတည်တူတက်ပါတယ်။မိုးချင်တွေကတော့စကိုင်းလိုက်ဒေသကြီးကချင်ပြည်နယ် ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ရွာသွန်းမြင့်အောင်ယုံနေပြီးတော့ရောင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေရီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရွာသွန်းမြင့်ထက်ပုံတိုင်းကနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရွာသွန်းမြင့်ခန့်မုတ်ထုံရွာသွန်းပါမယ်။ရောင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေရီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်မှာ၄ရက်ကနေ9ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေ သကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတရက်ကနေသုံးရက်ခန့်ဘုထေချုံရွာသွန်ပါမယ်။ညဘူးချိန်ကတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာဒီဇင်ဘာလပြည့်မြဘူးချိန်ရဲ့တိတိသမ5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အီရန်တိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မြောက်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာဒီဇင်လာ ဒီဇင်ဘာလပြည့်မြအခုချိန်ကတည်းကရှိခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတရင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်မူပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ16ရက်ကနေ25ရက်ခန့်နဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမူတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း AR တိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်မှာ6ရက်ကနေ15ရက်ခန့်မြန်မာပိုင်းမှာမြို့တွေဆိုင်နေပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလအတွင်း AR မြေကတော့မြစ်ကြီးနားမြို့ပမော်မြို့ရှိကူမြို့ကတာမြို့တပိတ်ချင်းမြို့မန်းလေးမြို့နဲ့စကိုင်းမှာတော့တပိတ်ခွဲကနေသုံးပေကမြင်းမှုမြို့ပကုန်းကူမြို့ညောင်းမြို့ချောင်းမြို့မြင်းမှုမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ဟင်္ဒရာမြို့နဲ့ဇလုံမှာတော့လေးပေကနေ6ပေကလက်ရှိရေမှတ်တွေအောင်ကြဆင်ပါမယ်။ချင်းနေမြေကတော့ခန်းနီးမြို့ဟုံးမြို့ဖောင်းမြို့မော်လိုက်မြို့ကလေးဝါမြို့မင်းကြီးမြို့ကနေနဲ့မိုးရွာမှာတော့2ပေကနေ9ပေကလက်ရှိရေမှတ်တွေအောင်ကြဆင်ပါမယ်။မြစ်တာမြေကတော့ကလေးမြို့မှာ2ပေကဒေါထရီ မြေကတော့တေဘောမှာပေးဝက်ခန့်ရွှေစာရံနဲ့မြင်းငယ်မှာတော့နှစ်ပေခွဲကနေသုံးပေခွဲခန့်စစ်တောင်းမြေကတော့တောင်ဦးနဲ့မတော်မှာနှစ်ပေခန့်စီရွှေချင်းမြေကတော့ရွှေချင်းမှာတပေခန့်ပဲခူးမြေကတော့ဇောင်းတို့မှာတပေခွဲခန့်နဲ့ပဲခူးမြို့မှာနှစ်ပေခွဲခန့်တန်လင်းမြေကတော့ဖမ်းမှာနှစ်ပေခန့်တောင်းရင်မြေကတော့မြားရီမှာနှစ်ပေခန့်ငုံမြေကတော့ငတိုင်းချောင်းနဲ့တာမောင်ပသိမ်မှာတော့တပေကနေနှစ်ပေခွဲခန့်တိုးမြေကတော့မိုးဘေမှာတပေခွဲခန့်နဲ့ဘေးလင်းမြေကတော့ဘေးလင်းမြို့မှာတပေခန့်လက်ရှိရေမတ်တွေအောင်ကြာစင်ပါမယ်ရှင်။ ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းအခြေအနေတွေအမှတ်စဉ်၃ရက်ရှိမြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။၂025ခုနှစ်နိုဘာ28ရက်နေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်တဲ့အရာမလကရေလက်ကြားမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ကတော့ရှေ့ဘက်ကိုရွေ့ရှားခဲ့ပြီးတော့မလေးရှားနိုင်ငံပေါ်မှာအားကောင်းသောလေပြင်းအားနဲ့ရောင်းအဖြစ်ကိုအာရုံခဲ့ပါရစေ။အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်းကတော့နောက်12နာရီအတွင်းမှာတော့ရှေ့ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့တပြေးပြေးအာရုံမယ်လို့ခန့်မှန်းထားပါရစေ။အခုတင်ကတော့ ော့ cyclone မုန်တိုင်းဆန်ရာအတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါတယ်။ဆက်ကလက်ဆက်လက်ပြီးတော့ cyclone မုန်တိုင်းဒီဝါချင်းနေအသိပေးချက်ချက်တက်ကကြီးင2025ကိုထုတ်ပြန်ပေးကြပါတယ်။1389ခုနှစ်နဲ့ဒေါ်လာဇန်9ရက်2025ခုနှစ်နိုဘာလ28ရက်ထုတ်ပြန်တဲ့မြန်မာစံတော်ချိန်မိုးလဲ2နာရီချိန်တိုင်းထာရရှိတဲ့7နာရီခွဲချိန်ထုတ်ပြန်ချက်ပါတော့ ညဘက်ကိုရေမိုင်းစသုံးမိုင်ကရွေရှားပြီးတော့တိရိလင်ငါနိုင်ငံပုံလုံးနာယူဝါခရိုင်မှာဆက်လက်တည်ရှိပါရယ်။မုံနိုင်လက်ရှိအင်အားကတော့ဆိုင်ကလုန်းမုံနိုင်အစဉ်ဖြစ်ပြီးတော့ဆိုင်ကလုန်းအမည်ကတော့ဒေဝါဖြစ်ပါရယ်။မြမကန်ဦးရန်ကိုဦးတည်ရွေရှားနိုင်မယ့်အခြေအနေမရှိလို့အဝါရောင်အစဉ်ဖြစ်ပါရယ်။မြလက်တီကျို၈ဒသမ၁ဒီဂရီနဲ့အရှိလောင်ကြီးကျို၈၁ဒသမ၁ဒီဂရီမှာတည်ရှိပြီးတော့တိရိလင်ငါနိုင်ငံပုံလုံးနာယူဝါခရိုင်မှာဖြစ်ပါရယ်။ အနည်းဆုံးလေတိုင်နှုန်းကတော့တနအီကိုမိုင်40ခန့်ဖြစ်ပြီးတော့ဗဟိုချက်လေပြင်းအားကတော့1400ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းကတော့မိုင်200ပတ်လည်းဖြစ်ပါတယ်။မြောက်ဘက်ကိုဖြည်းဖြည်းညင်ညင်ရွေးရှားပြီးတော့တိရိနေကနိုင်ငံကိုဆက်လက်ဖြတ်ကျော်ပါမယ်။ ဒီနောက်မှာတော့လာမယ့်36နှစ်အတွင်းဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမင်းနာဒုပြည်နယ်မြောက်ပိုင်းကမ်းခြေနီးကိုဥတည်ရွေးရှာပြီးတော့တပြေးပြေးပြန်လည်အာရုံသွားနိုင်မှာလာမယ့်82နှစ်အတွင်းမှာအိန္ဒိယနိုင်ငံတမင်းနာဒုပြည်နယ်မြောက်ပိုင်းကမ်းခြေဒေသတွေကိုဖြတ်ကျော်ပါမယ်မြန်မာနိုင်ငံအပေါ်ကိုတော့အကျိုးသက်ရောက်မှုမရှိပါဘူးမြန်မာပင်လယ်ပြင်အပေါ်ကိုလည်းအကျိုးသက်ရောက်မှုမရှိပါဘူးရှင်